မေကတော့ကားလိုက်လို့လို့သူအားပေးပါရဲ့အကောင်းဆုံးကြိုးစားဖို့ပဲပြောပါရှင်အဲ့တော့ဒါမမေရဲ့လေယာဉ်ကိုရှင်ဗာလီလေးကိုလည်းရိုက်ချင်တာမျိုးတွေရှိနေတာဒီခေတ်ရဲ့อืมဇာလီတခုတော့ရှိရပါတော့ဘဝတောက်တယ်ဆိုရဲဇာလီခုအဲ့ဒါလေးကိုရိုက်ချင်ပါရှင်အဲ့ဆောင်လေးဆိုတော်တော်ကြာပြီးထက်တယ်။တော့ငယ်ဆန်နှစ်ကျော်လောက်ထင်တယ်။အဲ့ဒါကညီမငယ်လေးတဲ့ အဆောက်လေးဖတ်ထည့်ရပါတော့တိရုပ်ဆောင်ဘလုတ်ခေတဲ့အဆောက်ဖတ်အရင်တိရုပ်ဆောင်ချင်အဲဖတ်ထားလေးပါဒီအပီအရန်ဝန်တာပါရဲ့ကိုတင်းဆောင်ထားရဲ့ဒါကြိုက်တာလေးတစ်ခုပြီးတော့ဒီဇင်ကားလေးလည်းပေါက်တယ်ဆိုတော့တကယ်ဝန်တာပါရှင်။အော်ဒါကိုအောင်ငယ်လေးရဲ့ view လေးလည်းဒါပြင်ပြတက်လာတဲ့ခါမှာကြည့်ကြတာဘယ်လိုလဲရှင်။ဟုတ်ကြည့်ဖြစ်တယ်အဟို ။ဟာလေကောင်းဝင်ပြီးမယ်လို့ပါအဲ့ဒီအခမ်းပေါ့နော်။အဲ့ဒါလေးဆိုခဏခဏပြန်တက်ပြီးအကြည့်ပေးမယ်။ဟာကျွန်ရင်းလေးကဒါကြီးပဲတိုးဆောင်နေတာပေါ့။ဟာရုပ်ဆိုလည်းအချီချီတက်ပြီးကြားတဲ့ခါကျတော့ဒါမှမဟုတ်ဒီပီတီဖြစ်ရတာ။အဲပီတီဖြစ်ပါရဒါမှလည်းအခုမှစပြီးကြိုးစားနေအောင်ဆိုလိုအပ်ချက်လေးတွေလည်းတချို့နေရာမှာရှိနိုင်တယ်ပေါ့နော်။ဒါတွေကိုလည်းတိကျအပြင်ရယူပြီးတော့နောက်ကိုင်းမှာကိုကြိုးစားပါမယ်ရှင်။ ်ဒါလေးပြည့်ရဲ့တော့ဘာကြာပြိတ္တတွေပြီးထားတဲ့စစ်ကောတမန်လေးပဲရှိတာဟုတ်ရှိရဲ့အပြင်မှာပြိတ္တတွေတွေ့ရဆိုလဲချွေရုပ်ပေါ့နော်ချွေရုပ်ပြီးရဲ့ baby အဲ့လိုမျိုးခေါ်ကြရှာဒီတိုင်းမှာကိုရှိမင်းရဲ့ character ချုပ်ချယ်ရလွဲတော့သူအကုန်အကုန်ကောင်းတယ်ပေါ့နော်အဲ့ကောင်မလေးတိုင်းရဲ့ ideal type လို့ပြောလို့ရအဲ့ကိုအဝေးလေးလိုမျိုးအိုက်ကအချင်းမြက်ကာရိုက်တာလိုမျိုးကိုကအပြင်မှာလက်တွေ့မှာရောအဲ့လိုမျိုးတိုက်မျိုးကြိုက်တာပုံမျိုးရှိတယ် သဘောကျပါတယ်ကောင်မလေးကိုသူကအရန်လဲချစ်တယ်အရန်လဲခယူးဆိုင်တယ်ဆိုတော့အဲ့လိုတိုင်းမျိုးကတော့အကုန်လုံးစိတ်ကြမ်းဒီလောက်ထိပြိသက်တွေအားပေးကြပဲဆိုတော့မထင်ရဘူးเนาะတယောက်ဆောင်ကတော့ဒါမဲ့အဲဒီဇက်လေးဆရရဲဒီ character လေးကိုဖတ်ထဲတော့အရန်ကိုဒီဇက်ကိုသဘောကျရဲ character ကိုလည်းတကယ်သဘောကျရဲအဲ့တော့အရန်မရိုက်ခင်ပါတယ်ကစိတ်လှုပ်ရှားခဲ့ပါတယ်ရှင်။မမေးရဲ့အားပေးမှုကဘယ်လိုလဲရှိခဲ့တာမမေးရဲ့ recommend လေးပေါ့เนาะ ။အမေကတော့ကားတိုင်းလိုလိုသူကအားပေးပါရင်အကောင်းဆုံးကြိုးစားဖို့ပဲပြောပါရှင်။အဲ့တော့ဒါမမေရဲ့လူရဲ့ကိုဘာလီကိုရိုက်ရိုက်ချင်တာမျိုးရှိခဲ့တာဒီခေတ်ရ။အင်းဇာလီတခုတော့ရှိရပါတော့။ဘဝတောက်တယ်ဆိုရဲဇာလီကိုအဲ့ဒါလေးရောရိုက်ချင်ပါရှင်။ဟုတ်။အဲ့ဘဘအဲ့ဆောက်ရှာမနစ်တက်တယ်။မရေးရတယ်မှာဘယ်ဟာအဲ့ကူတော့ favorite ဆုံးပြ။အဲ့ဆောင်လေးဆိုတော်တော်ကြာပြီးထက်တယ်။တော့မဲ့ဆန်နှစ်ကျော်လောက်ရှိနေတယ်။အဲ့ဒါကညီမငယ်လေးတဲ့ ့ SR လေးဖတ်ထည့်ရပါတော့တိရုပ်ဆောင်ဘလုတ်ခေတဲ့ SR ကိုဖတ်ရင်အရင်တိရုပ်ဆောင်ချင်အဲ့ဖတ်ထားလေးကိုဟုတ်အဲ့ငယ်လေးက character ဘလုတ်ပုံစံမျိုးလေးနဲ့ဒါမမေ့ဟောပြပြပြလို့မရှိဘူးပြောဖြစ်တယ်အဲ့အဲ့ character လေးကအဲ့လိုတော်တော်တဘောကြာတယ်ကောင်ပါလေးရဲ့နိုင်နာမည်က Iris ပေါ့နော်အဲ့ဒီဇာတ်လေးဒါအဲ့လိုကြီးလာလို့ရိုက်ခွေရအကောင်ပဲဆိုပြီးတော့ပြောဖြစ်တယ်ဖြစ်ပြီးတော့ဇာတ်လမ်းလေးကရှင်ယုံနဲ့ရောနည်းနည်းလေးတော့စဉ်းစားနေတာမဲ့နည်းနည်းလေးခွဲရပေါ့ တော့ကြိုက်တဲ့ပုံစံမျိုးဆိုတော့ဘယ်လိုမျိုးဖြစ်မလဲကြိုက်တာကြိုက်တာဆိုတော့အအခုရွှေရုပ်လိုခရီးတာဆိုတော့ဒီမှာတေးဥဆောင်ကတကယ်သဘောကျတဲ့ခရီးတာမျိုးရဲ့ပါပေါ့နော်ဒါပေမဲ့အခုရိုက်ခဲ့တဲ့ခရီးတာအကုန်လုံးလည်းသဘောကျပါပဲအမတရားတွေက KBC ဆိုတဲ့ခရီးတာဆိုတော့ဒီမှာအရင်သဘောကျခဲ့ရတဲ့စက်ကောင်ပါရှင့်အရင်နဲ့အဘိဓိကျရဲ့ပြည်သက်တီရောအခုအဘိဓိကျရဲ့ပြည်သက်တီရောအားလုံးကျေးဇူးများရတဲ့ပါရှင်။နောက်လည်းဒီတော့အားကြီးပူကျေးဇူးတော်ပါ thank you